ီက accident ဖြစ်ပြီးတော့အဲဘဝတစ်ပါးလိုပျောက်ရွှေသွားတဲ့မောင်လေးထူးစော်ပေါ့နော်သူ့အတွက်မေးထားတဲ့ညီမလေးပါသူ့ရဲ့ချစ်သူဖြစ်တဲ့အတွက်ကြောင့်သူကယင်းနဲ့အမျှခံစားရတယ်အာဒီအယမ်းကိုပဲကွယ်ဝမ်းနဲ့စွာနဲ့ခံစားပြီးတော့မေးမြန်းထားတာပါအဲသူ့နဲ့ဝိညာဉ်နဲ့ပြောခွင့်ရရင်လည်းပြောချင်ပါတယ်အိုက်ဆက်ပထန်ဆက်ဖြစ်နေလို့ပါစနေသားလေးဖြစ်ပါတယ်စနေသားလေးဖြစ်တဲ့ကြောင့်စနေနဲ့နဂါးကတော့ဘယ်တော့မှပြေးမလို့ပါဘူးအဲ့တော့နဂါးတိုက်ဆက်ကလာတဲ့အတွက်ကြောင့်သူ့ကိုအချိန်မီအခါမီအသက်တမ်းမတောင်းထားတဲ့အတွက်ကြောင့်တိုက်ကပြန်ခေါ်ခြင်းဖြစ်ပါတယ် ီဗီဒီယိုလေးကလိုင်းပေါ်မှာဝေဖန်မှုတွေအများကြီးနေပြီးတော့ စိတ်ဝင်စားစရာကောင်းလို့တင်ဆက်ပေးလိုက်ပါရရှင်ကျွန်မနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်မင်္ဂလာပါရှင်ဆီယမလေးကတော့မြောက်ရီမျိုးရဲ့အကြမ်းမြင့်ဆီယမလေးရွှေနဲ့ဆက်ပိုင်းပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဆီယမလေးကိုပေါ့နော်ဒီတိုက်ဆက်ပထမဆက်နဲ့ပတ်သက်ပြီးတော့ဘဝဆက်တည်နဲ့ပတ်သက်ပြီးတော့ဆီယမလေးကိုမေးထားတာလေးဆီယမလေးကတင်ပြတဲ့အပေါ်မှာမူတည်ပြီးတော့အားလုံးကစိတ်ဝင်စားကြတယ်တိုက်ဆက်ပထမဆက်ကလာတဲ့လူတွေကလည်းများကြတဲ့အတွက်ကြောင့်အခုလိုပေါ့နော်စိတ်ဝင်စားမှုတွေအခုလိုမေးမြန်းမှုတွေလိပ်စာတွေတောင်းတာတွေရောပေါ့နော်ဆီယမလေးကိုတိုက်ဆက်တာတွေရောအများကြီးတုံ့ပြန်ခဲ့ရ ပါသည်အခုဆိုရင်ဆံမလေးလိပ်စာနဲ့တကွဒီတိုက်စစ်တဲ့သူများအများကြီးဆံမလေးကိုမေးထားရင်အများကြီးရှိပါတယ်ဆံမလေးကတော့တတ်နိုင်သေးဖြေးချပေးနေပါတယ်အဲဒီကဲလို့ကြော်သွားခဲ့သည်ရှိတော့လဲဆံမလေးကိုနားလဲပေးကြပါဆံမလေးအားတဲ့အခါကျရင်တော့အားလုံးကိုပြန် reply ပြန်ပေးပါမယ်ပေါ့နော် Okay အခုဆိုရင်ဒါတရားဝီဒီယိုဆံမလေးကအလုံးစစ်စေးမေးစစ်စေးပြီးတော့ဆံမလေးက reply တွေကိုတက်နိုင်သေးပြန်ပေးနေပါတယ်မအားတဲ့ကြားတွေကဆံမလေးကတော့ ဒီတနက်ကတော့ကိုညာ9နိုင်ရနေပြီးတော့မနေ့9နိုင်ရနေည9နိုင်ဒီဖွင့်လှစ်ထားပါတယ်အဲဆံမလေးမြောက်ရီမျိုးမှာဆိုရင်ဒါညာနေတဲ့အခါကျတော့ဆံမလေး line ပေါ်တက်ဖို့ခွင့်ရေးမတားခဲ့ပါဘူးအခုတော့ဒါအရေးကြီးတဲ့လူဆိုအရေးကြီးတဲ့လူလို reply ပြန်ပြီးတော့ဆံမလေး line ပေါ်တက်ပြီးတော့ပြန်ဖြေပေးပါမယ်ပေါ့နော်ဆံမလေးလိမ့်စာတော့မြောက်ရီမျိုးကရင်စာပေတလန်စကိတ်ကွင်းလန်လူတွေခေါ်ပါတယ်အဲဒီဆံမလေးလိမ့်စာကိုအာအတိကျတဲ့သူမြောက်ဆံမလေးဒီရန်တနည်းအားနေပြီးတော့ဖြေချပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ ဒီမြောက်ရီမြို့မှာရှိတဲ့သူတွေရောတခြားမြို့မြို့ရောနိုင်ငံအသီးမှာရှိတဲ့လူတွေကဆဆီမလေးကိုလိုင်းပေါ်မှာမေးမြန်းမေးမြန်းလို့ရပါတယ်အဲဆီမလေးညံဘူးတော့ကောက်စင်နာရှိသူလူတန်းမေးမြန်းနိုင်ပါတယ်အဲနိုင်ဒီဆီမလေးပါလဲ တခြားသောမြို့ရွာနိုင်ငံအသီးသီးတွေမှာရီယိုကောနဲ့ဒါလှမ်းပြီးတော့ဟောတာတွေပြောတာတွေပွဲလှူတာတွေတိုက်ဆက်တောင်းတာတွေအသက်တမ်းတောင်းတာတွေစီးပွားရေးလူဝေးအိမ်တော်ရေးတွေဘာသာရေးသာသနာရေးအမှုခင်းတွေအစစအရဆံမလေးကကုညီကဲဆဲစောင့်ရှောက်နေရတော့ဆံမလေးဘဝနှစ်နှစ်တာရှိပါပြီအဲ့ဒီအချိန်မှာအခုဆံမလေးကတည်တင်တဲ့လောက်လူသိရှင်ကြဖြစ်လာပါပြီတဖြည်းဖြည်းနဲ့လည်းဆံမလေးကလူသိနဲ့တည် ပေါ့နော်ထင်ရှားအောင်ပေါ့ဆီမလေးဖော်ပြပေးပါမယ်ဆီမလေးတင်ပြပေးပါမယ်ဆီမလေးလှုပ်ဆောင်မှုတွေပေါ့နော်ဆီမလေးကတော့အသက်အိုးရင်စိစိမ်ချမ်းသာကိုစွန့်လို့ပြီးတော့သာသနာပြုနေတာပါရာသက်ပတ်သက်သက်လို့စားပြီးတော့ခုနှစ်သားမိကဲနေဆောက်ရှောက်ကဲမနေတာပါဒါဆီမလေးတစားတိုင်းချပြပါတယ်ပေါ့အခုဆိုရင်စက်တဆူမြအိစာစရာလူတရားနဂါကောနေကုံဖျားကြီးကိုလည်းလူရပူစင်ပြီးပူဇော်နေရပါခွနဲ့သားဒီကောင်ကိုအကြောင်းပြပြီးတော့ပေါ့နော်အဲ့တော့အခုဆီမလေးကိုဒီမှာအဲဒီညီမလေးကတော့ဒီမောင်လေးပေါ့နော်အလွန်ခဲ့တဲ့ ဒီဟိုပါပေါ့နော်ရေတက်တဲ့ဘက်ကဖွင့်လွန်သွားနှိမ့်ဆရောက်သွားတယ်အဲဒီက accident ဖြစ်ပြီးတော့အဲဘဝတစ်ပါးလိုပြောင်းရွှေ့သွားတဲ့ မောင်လေးတစ်ခုစော်ပေါ့နော်သူ့အတွက်မေးထားတဲ့ညီမလေးပါသူ့ရဲ့ချစ်သူလည်းဖြစ်ဖြစ်ကောင်းဖြစ်ပေါ်ရပါလိမ့်မယ်သူ့ရဲ့ချစ်သူဖြစ်တဲ့အတွက်ကြောင့်သူကယင်းနဲ့အမျှခံစားရတယ်အာဒီအရန်ကိုပဲခြေကွက်ဝမ်းနဲ့စွာနဲ့ခံစားပြီးတော့မေးမြန်းထားတာပါအဲသူနဲ့ဝိညာဉ်နဲ့ပြောခွင့်ရရင်လည်းပြောချင်ပါတယ်သိခွင့်ရရင်လည်းသိချင်ပါတယ်ဆိုတဲ့မိကွန်းလေးပေါ့နော်အဲ့တော့အဲ့တော့ဆီမလေးက reply ပြန်ပေးပါမယ်ဒါကတော့တိုက်ဆက်ပထန်းဆက်ဖြစ်နေလို့ပါစနေသားလေးဖြစ်ပါတယ်စနေသားလေးဖြစ်တဲ့ကြောင့်စနေနဲ့ငကားကတော့ဘယ်တော့မှပြေးမလို့ပါဘူးအဲ့တော့ငကားတိုက်ဆက်ကလာတဲ့အတွက်ကြောင့် သူ့ကိုအချိန်မီအခါမီအသက်တမ်းမတောင်းထားတဲ့အတွက်ကြောင့်အသက်တမ်းတောင်းတောင်းထားခြင်းမရှိတဲ့အတွက်ကြောင့်တိုက်ကပြန်ခေါ်ခြင်းဖြစ်ပါတယ်အခုဆိုရင် ဟုတ်ကဲ့ဆမလေးကူလုံဆောင်နေရတဲ့အရာမှာတိုက်ဆက်ပဋ္ဌာန်းဆက်တွေလူလောကအောင်လာတဲ့လူတွေအင်တာများနေပါပြီများနေတဲ့အခါကျတော့သူကစီးပွားရေးကို ထိခိုက်မယ်အိမ်တော်ရေးတွေထိခိုက်နိုင်ပါတယ်အဲပြီးလို့ရှိရင်အသက်တန်းတွေတိုကျပါတယ်ဒါကလည်းတိုကျင်လို့တိုတာတော့မဟုတ်ပါဘူးလူလောကမှာပေါ့ပေါ့တန်တန်နေဖို့လွှတ်လိုက်တာတော့မဟုတ်ပါဘူးเนาะတိုက်ဆက်ပဋ္ဌာန်းဆက်တွေကသာသနာပြုဖို့လွှတ်လိုက်တာသာသနာမပြုမီရတဲ့ပေါ့ပေါ့တန်တန်နေမိတယ်ဆိုလို့ရှိရင်တော့အဲအချိန်မီအခါမီမလုတ်ပေးဘူးပေါ့เนาะအချိန်မီခါမီဆက်သွယ်မပေးဘူးအချိန်မီခါမီအဲသူတို့မတောင်းမှန်ပေးထားဘူးဆိုလို့ရှိရင်တော့ သူတို့ကိုပြန်ခေါ်တက်ပါတယ်။ဘာလဲဘာကြောင့်ပြန်ခေါ်လဲဆိုတော့သူတို့ကလူမျိုးလာခြင်းဇောနဲ့ခိတခဏလာခြင်းလည်းဖြစ်တယ်။သူတို့အတက်တောင်သူတို့တောင်းမိလာခြင်းလည်းဖြစ်တယ်။ပြီးလို့ရှိရင်အဲနောက်တစ်ခုကခိုးမိလာတာလည်းရှိတယ်။အများကြီးအမျိုးမျိုးလာကြတာပေါ့နော်အာငကားတွေကလူလောကမှာဒီလာခွင့်တားတဲ့အချိန်မှာလူတွေကလူတွေသိပြီးလူတွေမဖြစ်တဲ့အချိန်မှာလူလောကကိုလာဖို့အတွက်အခွင့်အရေးရတဲ့အချိန်မှာအလူရလာနေကြတာပေါ့နော်အဲ့လိုလာနေတဲ့အချိန်မှာ တချို့ကခိုးလာတယ်တချို့ကခွင့်တောင်းပြီးလာတယ်တချို့ကကိုယ့်ရဲ့အသက်တန်းလေးကိုခဏတာပြီးပြောပြီးတော့လာတာတွေရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီအသက်တန်းတွေတိုးကြတာပါ တချို့ကြလို့ရှိရင်အိမ်တော်ပြုခွင့်မပေးတာတွေကိုအိမ်တော်ပြုစားတယ်အဲဒီအဲ့ဒါကြောင့်အိမ်တော်ရေးတွေအစမပြေဖြစ်ကြတယ်စီးပွားရေးတွေအစမပြေဖြစ်ကြတယ်ကျန်းမာရေးတွေချို့တက်ကြတယ်အဲပြီးလို့ရှိရင်အတက်တန်းတွေတိုးစားတယ်ပေါ့နော်အဲ့ဒီတိုက်ဆက်ပရက်ဆက်တွေကိုဆံမလေးတို့ကအဓိကထားပြီးတော့ဒီဘာဝိစာစီဆောင်ဆရာတခင်ကျေးဇူးရှင်အပါဘဘအောင်မင်းကပေါ့နော်အဓိကတော့ဘဘအောင်မင်းကနေဒီတိုက်ဆက်ပရက်ဆက်လေးတွေကိုလူပြည်လူလောကမှာနေခွင့်ရအောင်လို့လူတက်တဲ့စီလာရတဲ့စီနေခွင့်ရအောင် လူသဘာဝတိုင်းအိမ်တော်ရတားပြုလို့ရအောင်လို့ဘဘအောင်မင်းအောင်ရှိမှာတောင်းဆိုသမှုပြုပြီးတော့တောင်းပန်သမှုပြုပေးရပါတယ်။တောင်းခံပေးရပါတယ်။တောင်းပန်ပေးရပါတယ်။ဒါမျိုးတွေဆက်မလေးကလုံဆောင်ပေးနေရခြင်းဖြစ်ပါတယ်။အခုလဲပေါ့နော်ဒီတိုက်ဆက်ပထမဆက်ဘဝဆက်တွေကိုဆက်မလေးရှိမှာတနေ့တနေ့ ြီးပုံကိုတွေပဲလာနေကြတာပေါ့နော်ဒီတိုက်ဆက်ပန်းဆက်တွေပဲလာနေကြတာပေါ့နော်တိုက်ဆက်ပန်းဆက်တွေကဘာလဲဆိုတော့ဟောရှမ်းတိုက်တွေလာတယ်ငကားတိုက်တွေလာတယ်ကလားတိုက်တွေလာတယ်ဘလူးတိုက်တွေလာတယ်မွေတိုက်တွေလာတယ်ပေါ့နော်ခလုံးတိုက်တွေအစားလာပါတယ်ပြီးတော့ဖားတိုက်တွေအစားမိချောင်းတိုက်တွေအစားရှိပါတယ်မြောက်တိုက်တွေအစားရှိပါတယ်ဒါပေမဲ့ပြောသူများတွေကပြောလို့ရှိရင်မယုံကြည်တဲ့လူတွေကြအဲ့တိုက်တည်းအများကြီးရှိရနော်ကြီးစရာတွေဟာတာတွေဖြစ်သွားပါလိမ့်မယ်တကယ်တမ်းကျတော့ဒါတိရိစ္ဆာန်ဖြစ်တဲ့ဖြစ်ဖြစ်ပေမဲ့သာသနာပြုတဲ့ဖရာတယောက်တိတက်တဲ့တိရိစ္ဆာန်လို့ခေါ်တာပေါ့နော် အဲ့လိုဆိုရိုးရိုးတိရိစ္ဆာန်အဟိုက်တိရိစ္ဆာန်မဟုတ်ပါဘူးအတ္တိရရှိတဲ့တိရိစ္ဆာန်တွေပါအခက်မသိလို့တိရိစ္ဆာန်ဘောကိုရောက်သွားပေမဲ့အခုဆိုတရားကြောင့်တိရိစ္ဆာန်ဘောကိုရောက်သွားပေမဲ့ဒါပေမဲ့ရိုးရိုးတိရိစ္ဆာန်နဲ့မတူပါဘူးတကိုးကြီးတဲ့တိရိစ္ဆာန်တွေပါတကိုးကြီးတဲ့ဘဝကနေပြီးတော့လူဒီလူလောကကိုလူရောက်ဖန်ဆင်းလို့ပဲဖြစ်ဖြစ်လူဝင်စားလို့ပဲဖြစ်လာကြတာပါ ါပေမဲ့တကယ်တမ်းကျတော့အများကြီးအတိတရားရှိတဲ့လူနဲ့အတိတရားမရှိတဲ့လူနဲ့အများကြီးကွာပါတယ်လူထဲမှာလည်းဒီလိုပါပဲအတိတရားရှိတဲ့လူနဲ့အတိတရားမရှိတဲ့ကွာချားပုံနေရတော့အများကြီးကွာပါတယ်တကူရှိတဲ့လူနဲ့တကူမရှိတဲ့လူအခုတော့သာသနာပြုတဲ့ဘယ်ဘုံဘဝကပဲလာလာသာသနာပြုဖို့လူလောကကိုလာရခြင်းဖြစ်ပါတယ် အဲ့ဒီအတွက်ကြောင့်ဘသူ့ကိုမှလည်းကဲ့ရလို့မရပါဘူးဘသူ့ကိုမှလည်းရှောက်ချလို့မရပါဘူးဘသူ့ကိုမှမကျမလွတ်ဘူးလို့ပြောလို့မရပါဘူးအားလုံးကတော့32ပုံမှကျင်လည်ကြတဲ့လူမှန်တယ်ဗျနိဗ္ဗာန်မရအောင်ရှင်မကျမလွတ်တဲ့သူလို့ပဲပြောကြရမှာပါအဲဟိုလူကတော့မကျလို့ဒီလူကတော့မကျလို့ဆိုပြီးတော့ဟာဟိုဘယ်လိုပြောရမလဲတူနိုင်ကိုနိုင်ပြောလို့မရပါဘူး ။ဘာဖြစ်လို့လဲဆိုတော့အားလုံးကမချွတ်မလွတ်တဲ့လူတွေကြီးပါပဲ။မိဘမရောမချွတ်မချွတ်မလွတ်တဲ့30ပုံထဲမှာပါဝင်နေလို့ခေါ်ပါတယ်။သူများကိုနှိမ့်ချပြီးပြောလို့လည်းမရပါဘူး။တိုက်ဆက်ပန်းဆက်တွေကိုလည်းနှိမ့်ချပြီးပြောလို့မရပါဘူး။အဲ့တော့ဆံမလေးကဒါအသေးစားထင်ရှားအောင်လို့ဖြေကြားပေးခြင်းဖြစ်ပါတယ်။အခုလည်းညီမလေးရဲ့ခံစားချက်ကိုနားလည်ပါတယ်။သူရဲ့ချစ်သူလည်းဖြစ်ပေါ်ဖြစ်ဖြစ်ပါလိမ့်မယ်။ ူနဲ့တိုင်ရိုက်တွေ့ပြီးတော့သူ့ရဲ့ဝิญဉ်နဲ့ဆီမလေးကိုတိုင်ရိုက်တွေ့ပြီးတော့ပြောဆိုခွင့်ရပြောဆိုခြင်းပါတယ်တွေ့ခွင့်ရတွေ့ခြင်းပါတယ်ဆိုပေမဲ့တနေ့တည်းချိန်တော့ပြောခွင့်သာပါလိမ့်မယ်ဆီမလေးကနေပြီးတော့အိမ်မက်ရမက်တော့ပေးပေးပို့တော့၎င်းဆီမလေးနဲ့ထိတ်တိုက်တွေ့ပို့တော့၎င်းပေါ့နော်ဖြစ်လာပါလိမ့်မယ်ဆီမလေးကတော့အခုချိန်မှာအာဒီရေဝီအားပြောကြအားဖြစ်ပေါ့နော်ဟို ဒီတိုက်ဆက်ကနေပြန်ခေါ်တယ်ပေါ့နော်တိုက်ဆက်ကပြန်ခေါ်တဲ့အတွက်ကြောင့်တိုင်တန်းမှာများသောအားဖြင့်တိုင်တန်းမှာရှိပါတယ်ကောင်းကောင်းဝန်ထင်းချင်ရှာရနဲ့အဲတိုင်တန်းဘဝမှာအကောင်းဆုံးရက်တီဗီနေရပါလိမ့်မယ်ပြီးတော့သာသနာပြုဖို့အတွက်လူလူလောကကိုလာဖို့အခွင့်အရေးရှိလာရင်ပြန်လဲပြီးတော့လာရောက်နိုင်ပါတယ်ပြန်လဲပြီးတော့လဲသူကဒီသာသနာပြုဖို့အတွက် ခွေးတွေရပါလိမ့်မယ်ပထမလာခြင်းကတော့ခိတခဏလာခြင်းဖြစ်ခြင်းဖြစ်မယ်ခိတခဏလာပြီးတော့ခိတခဏခဏပြန်ရခြင်းလည်းဖြစ်မယ်သူ့ရဲ့ဂရိကဝတ်အတိုင်းမော်တော့သူခဏတာလာလာလာခြင်းနဲ့ဆိုတော့အလေသဘောမဲ့လာရခြင်းဖြစ်တဲ့အတွက်ကြောင့်သူ့ကိုအချိန်တန်ပြန်ခေါ်ပါလိမ့်မယ်သူ့ရဲ့ဟိုအတုတတန်းအဲသူသူကတိအတိုင်းပြေးသွားတဲ့အသက်အရွယ်ရောက်ရင်သူ့ကိုပြန်ခေါ်တာရှိပါလေ။သူကလိုက်ဆက်တည်းကဘာလို့ဒီလိုခေါ်ရလဲဆိုတော့သူကဟင်းကုန်းပေါ့နော်။အဲရင်းနဲ့သွားတဲ့နေရာမှာရေပေးတင်တာမျိုးကုန်းနဲ့သွားတဲ့နေရာမှာကုန်းပေးတင်တာမျိုးရှိပါ။ဒါပေမဲ့သူကရုတ်တရက်ပြန်ခေါ်ရတဲ့အချိ ီမှာအလင်းသိမ့်တယ်လို့ပြန်ခေါ်ကြတာပါဒါအသေးဆုံးသိတယ်လို့လည်းခေါ်လို့မရပါဘူးအလင်းသိမ့်တယ်လို့ခေါ်ရတာဖြစ်ပါတယ်အဲ့ဒါကိုလည်းအပြစ်ပြောလို့မရပါဘူး ်နော်အဲ့အတွက်ကြောင့်ဒါရှင်းရှင်းလင်းလင်းဆက်မလေးကပြောပြခြင်းဖြစ်ပါတယ်အခုတော့တိုက်ပုံတိုင်နှမ်းမှာငကားတိုက်တွေဖြစ်ပါတယ်ငကားတိုက်ကပြန်ခေါ်ခြင်းဖြစ်တဲ့အတွက်ကြောင့်ဤငကားတိုက်တွေကိုဒီလိုပဲဆက်လက်ပြီးတော့လူလောကမှာရောက်တဲ့ငကားတိုက်နန်းရှင်လေးတွေကိုကိုကိုသိတယ်ဖျားတွေရေတွေမွေးတွေငကားတွေမှတ်ထားမယ်အိမ်မက်ထူးတွေမှတ်မယ်အဲကိုယ့်ရဲ့စီးပွားရေးအိမ်နောက်ရေးတွေနော်ချမ်းမာရေးတွေထိခိုက်နေမယ်ဆိုလို့ရှိရင်တော့ဒါကတော့တိုက်ဆက်ပဋ္ဌာန်းဆက်မကင်းဘူးလို့ခေါ်ပါတယ်တိုက်ကလာခြင်းဖြစ်ပါတယ်အဲ့တော့ကြိုကြိုတင်တင်နဲ့ တောင်းပန်ကြပါတောင်းခံကြပါတောင်းပန်လို့ရပါတယ်တောင်းခံလို့ရပါတယ်မသိရင်တော့မသိလို့ခံရပါမယ်သိရင်တော့သိလို့ဆံရပါမယ်သာသနာပြုပို့ပြလိုက်တဲ့အတွက်ကြောင့်လူပြည်လူလောကမှာလူသဘဝါတိုင်းပေါ့ပေါ့တန်းနေလို့မရပါဘူးเนาะအိမ်တော်ရဲ့သားအိမ်တော်သားမွေးပြုပြီးတော့ပေါ့ပေါ့တန်းနေမယ်ဆိုရင်တော့အချိန်မီးပြတ်ခေါ်ပါလိမ့်မယ်เนาะအဲ့တော့အဲ့လိုတင်ချပြီးတော့ဂျိုတင်ကာဝယ်ချဖို့ဂျိုတင်တောင်းပန်ချဖို့ဂျိုတင် ပြီးတော့ဟိုဒါလှုပ်ဆောင်ထားဖို့အတွက်ဆရာမလေးကကြံကြံပေးစမှာလေမယုံကြည်လို့မရပါဘူးမယုံကြည်တဲ့လူကတော့ခံရပါမယ်ယုံကြည်တဲ့လူကတော့ဆန်စားရပါမယ်ဒါကြောင့်ဆရာမလေးတို့ကလက်တွေ့ကြကြဖြစ်ပါတယ်ဆရာမလေးတို့ကလက်တွေ့ကြကြဆိုတာကဒါကဆရာမလေးကစိတ်ကူးနဲ့ဟောနေရလဲမဟုတ်ပါဘူးစိမ်းမန်းတဲ့ဟောင်းညရလည်းမဟုတ်ပါဘူး။မှန်ရမ်းတမ်းပြီးဟောင်းညရလည်းမဟုတ်ပါဘူး။ဆရာမလေးတို့လက်တွေ့ကြကြဆရာမလေးဘဝမှာလည်းဒီလိုပဲကိုယ့်ရဲ့အသက်ကိုပိုတောင်းပြီးတော့အခုလိုသာသနာပြုနေရခြင်းဖြစ်ပါတယ်။ဆရာမလေးတို့လည်းအသက်တန်းကအဲသူတို့ပေးထားတာခိတခဏပါပဲ။ခိတခဏအလဲသဘောမျိုးနဲ့လာခြင်းဖြစ်တဲ့အတွက်ကြောင့် တက်တန်းတောင်းပြီးမှသာသနာပြုခွင့်ကိုဂရိကဝေပြုပြီးမှနေလူပြည်လူလောကမှာနေထိုင်ရခြင်းဖြစ်တဲ့အတွက်ကြောင့်အဲ့တော့တိုင်တန်းကလာတဲ့လူတွေတိုင်တန်းရှင်ဘဝကနေလာတဲ့လူတွေပေါ့နော်အဲ့ဒါလေးကိုအတက်တန်းတောင်းမှုလိုပါတယ်အတက်တန်းတွေကိုအချိန်မီအခါမီတောင်းဆိုပြီးတော့တက်တန်းရှင်ကြစာပြီးသာသနာပြုနိုင်ကြပါစေလို့ဆင်မာလီယာဆန္ဒပြုပါတယ်အားလုံးမပေါ်ဆကြပါနဲ့လို့လည်းဆင်မာလီယာတတိပေးခြင်းပါတယ်ပေါ့နော်ဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ ကိုအတွေ့အကြုံကိုအမြင်ကိုခံစားချက်လေးတွေ comment မှာရေးခဲ့ပေးပါဦးနော်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်ရှင်